လွယ်လွယ်နဲ့ရရင်လူတွေကတန်ဖိုးမထားကြင်ကြဘူးဒါဝမဲသိသွားရင်နောက်တစ်ခါပဲရအောင်မှလကားမပေးနဲ့လူတချို့ကဆွန့်ပြစ်သွားတယ်ဆိုတိုင်းမင်းကတန်ဖိုးမရှိလို့မဟုတ်ဘူးလူတချို့မင်းအနာမှာမပြောတော့ဘူးဆိုတိုင်းမင်းကသုံးမဝင်တော့လို့မဟုတ်ဘူးလူတချို့မင်းကိုအရေးမလုပ်တော့ဘူးဆိုတိုင်းမင်းကလူရမဝင်တော့လို့မဟုတ်ဘူးတကယ်တော့မင်းရဲ့မြတ်တာတွေစေတနာတွေ မင်းရဲ့ပေးဆမှုနဲ့မင်းရဲ့အလေးထားမှုတွေနဲ့မထိုက်တန်တဲ့သူတွေရှိသလိုမင်းရဲ့အရန်ချစ်တဲ့တန်ဖိုးလည်းမခံနိုင်တဲ့သူတွေရှိလိမ့်မယ်။လူတွေကလွယ်လွယ်ရရင်တန်ဖိုးမထားတတ်ကြဘူးလေ။ဒါဝုံမင်းတည်းရဲ့နောက်ဘယ်တော့မှလကားမပေးနဲ့။စွန့်ပစ်ခံရတဲ့ဆိုတိုင်းအမိုက်မဟုတ်ဘူးဆိုတာကိုနားလေ။တစ်ဖက်ကတန်ဖိုးမသိလို့လည်းဖြစ်နိုင်တာပဲလေ။တခါတလေမှကိုယ်နဲ့မထိုက်တန်တဲ့သူတွေကိုယ်ကိုအမြင်နာကျင်တဲ့သူတွေကိုလောကကြီးကသူနည်းသူဟန်နဲ့ရှင်းထုတ်ပေးသွားတာ၄ရှိတယ်။ ပြေးလိုက်ရတာပင်မန်းတယ်လို့စွဲထားရတာလည်းပင်မန်းတာပဲဒီတော့မနေကျင်တဲ့သူတွေကိုတွားခွင့်ပြုလိုက်နေကျင်တဲ့သူတွေကိုတော့သူ့သဘောအတိုင်းပဲရှိပါသေးပေါ့သူတို့ဆုံရှုံသွားတာဂယုဆိုင်ပေးဆက်ပြီးချစ်တတ်တဲ့မင်းလိုလူကို ဆုံရှုံသွားရတာအမြဲတမ်းစိတ်ဆင်းရဲအောင်လုပ်တဲ့သူတွေမင်းရဲ့နားမှာမရှိတဲ့အခါဘယ်သူနဲ့နာမဲတင်လဲမင်းမနဲ့နာပါဘူးမင်းဘဝထဲမှာမိုက်တေရှင်းသွားတဲ့အခါမရှုပ်တော့ဘူးပေါ့လောကကြီးမှာတယောက်တည်းနေလဲဖြစ်ပါတယ် နှစ်ယောက်ရှိမှပေါ်ွားမဟုတ်ပါဘူးတကယ်တော့လူတွေများလေအပူတွေများလာနေပဲကိုမိသားစုနဲ့ကိုယ့်ကိုတကယ်ချစ်တဲ့သူတွေကိုပဲတံပိုးထားမျက်မျက်နှုံနှုံနဲ့ချစ်ဖို့ကြိုးစားဒါကြောင့်ကိုယ့်ကိုမချစ်တဲ့သူတွေတံပိုးမထားတဲ့သူတွေအတွက်အလေးနက်ထားပြီးခံစားမနေနဲ့အပေါ်ယံဆိုတာအပေါ်ယံလောက်ပဲကောင်းနိုင်မှာပေါ့ဒါကြောင့်နောက်ထပ်မမိုင်းနဲ့တော့မင်းတို့ဘဝကသင်္ကန်းသားတွေပေးပြီဆိုရင်အဲ့ဒီသင်္ကန်းသားတွေကိုမင်းကနာခံတတ်ဖို့လိုတယ် တချို့လူတွေအတွက်စာလေးတစ်ပုဒ်ပဲဖတ်ရတဲ့တွေ့ကြုံတစ်ခုဟာတချို့လူတွေအတွက်တော့ဘဝနဲ့ယဉ်လိုက်ရတာကွယ်ကျွန်တော်နေ့စီစာပေရဲ့စာပေလက်ဆောင်ဗီဒီယိုလေးတွေကို YouTube နဲ့ TikTok မှာလည်းနေ့စဉ်တင်ဆက်ပေးလျက်ရှိပါတယ်။ဒါကြောင့်ကျွန်တော်နေ့စီစာပေရဲ့ YouTube Channel နဲ့ TikTok အကောင့်လေးတွေကိုလည်းတွားရောက်အားပေးကြပါအောင်ဗျ။ကြည့်ရှုအားပေးခဲ့တဲ့မိတ်ဆွေတယောက်ချင်းစီကိုလည်းကျေးဇူးအထူးတင်ပါတယ်။ ထိုင်းနိုင်ငံမှာရှိကြတဲ့စာအုပ်စာပေကိုချိမြတ်နိုးကြတဲ့စာပေချစ်သူမိတ်ဆွေများအတွက်တရင်ကောင်းလေးတစ်ခုကိုပြောပြပါရစေ။အဲ့ဒါတော့နှင်းစီစာပေဆိုတဲ့ပိတ်ကနေဇာယိဆရာပေါင်းများစွာရဲ့တုတ္တရတာနီးပညာဗုဒ္ဓဝင်အောင်မြင်ရေးစိတ်ခွန်အားစတဲ့စာအုပ်ပေါင်းများစွာကိုအလွယ်တကူမှာဦးလို့ရရှိနိုင်ပြီဆိုတာကိုပါ။ထိုင်းနိုင်ငံမှာရှိတဲ့ဘဲမျိုးကိုမဆိုပို့ဆောင်ပေးတော့မှာဖြစ်ပြီးငွေကြိုလွှဲဖို့လုံးဝလုံးဝမလိုပါဘူး။စာအုပ်ရောက်မှငွေချေလိုက်ရုံပါပဲ။ ဆက်သွယ်မှဦးကျင်တဲ့သူများအနေနဲ့နှင်းစီစာပေရဲ့ Facebook page ရဲ့ချက်ပေါက်မှာလိုချင်တဲ့စာအုပ်မျိုးစားနဲ့စာရေးဆရာဆရာမတွေရဲ့နာမည်ကိုပြောပြပြီးအလွယ်တကူမှာဦးလို့ရရှိနိုင်ပါပြီဗျ။ဒါကြောင့်အများဆုံးပဲနှင်းစီစာပေရဲ့ Facebook page မှာလိုချင်တဲ့စာရေးဆရာတွေရဲ့စာအုပ်တွေကိုအလွယ်တကူရွေးချယ်ပြီးဝယ်ယူလိုက်ကြပါဗျ။